မင်္ဂလာပါပရိသတ်များရှင်စမောရီမြန်မာပရာချန်နယ်မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်မကတော့တင်ဆက်သူရင်းပါဒီကနေ့မှာတော့အောက်လန်ဘူတင်နဲ့မိုဂျိုဆက်တောင်ဝေးဆိုတဲ့ပရာလောကဇာလလီကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်အောက်လန်ဘူတင်နဲ့မိုဂျိုဆက်တောင်ဝေးကြာစုရမှာမမိုးထင်တို့တညာ APN နောက်တောင်ဝေးကိုယူကပေပင်ရွာတို့ပြန်ရန်ပြင်ဆင်နေကြတယ် တို့အားကိုယ်ေပြန်ခင်မေးမှာအပြန်လန်းတွင်သတိထားဖို့တွတ်တွတ်မာနေလေရမမိုးတင်တို့ကြာစေးတွေပင်ဝင်နေကြတယ်။ဤသို့နှင့်မမိုးတင်တို့တိုက်ကြာစုရမှာမနှက်စောထွက်ခဲ့ရနေမြင့်ချိန်တွင်ဝေယုံတော်ကြီးများရှိရာကိုရောက်လာတယ်။မမိုးတင်ကဝေယုံမင်းများကိုမြင်သောအခါကိုဖိုတင်နှင့်ကိုတာရအေးပြော့ဖို့တင်တွတ်တွတ်မာရှိတဲ့တောင်ဝေးရွယ်အစားလောက်ဝါတောင်ဝေးတွေခုတ်ကြရအောင်ဗျာ။မင်းကဘာလို့မလို့လဲဟာ အတူလေးပါလေးလှူထားကြရအောင်လို့လေဟိုကိုကြီးပြန်ကြီးကစတွေ့ကလေးကတတိထားကြီးပြော့နေတာသူအမြဲပြောနေတော့ကျုပ်တောင်လန့်လာလို့အဲ့ဒါတော့ဟုတ်တယ်ပုံမှန်ဆိုငါတို့မကြောက်ပါဘူးသူတတိပေးတာကြီးကလုံလုံးနေငါတို့ကိုဖျဲချောက်နေရတောင်ထင်နေတာမဘိုတင်နေဖိုထီတို့စကားပြောနေသောစကားဝိုင်းတို့တာအေးဝင်လာကကျုပ်ကတော့ရီချနာထိမ့်ထရရတဲ့ပြူဘာလို့ရောဟာသူ့ရွယ်လေးနဲ့ဘိုးထင်အဖ ။ဘာဂျီအုံကိုမောင်လေးအုံနဲ့မောင်လေးအုံနဲ့အသက်ကသာကြီးတာပါ။အရွယ်အရာဆိုဘာဂျီအုံကြီးကပုံစံကတိခါနီးနေပြီ။ဟက်ကောင်သားအေးမင်းစကားပြောတာကြည်ပြောလေးကွာ။ငါဘာကိုဘလို့တွေပြောနေရလဲ။သဘောပြောတာပါကွာ။မတကဦးလို့ခေါ်ရင်တော်သေး။အေးဟာငါလည်းအဲ့လိုပဲတွေးနေရ။သူ့ပုံစံကြည့်တော့ကိုဖိုးထွေးကတော့ညီမလေးလို့ခေါ်ရမယ့်ပုံနဲ့ငါဘာကိုများမောင်လေးအုံနဲ့မင်းတို့ကောင်တွေကလည်း သူ့တိုင်းသူဘလို့ခေါ်ခေါ်ပေါ့ဘာလို့မှလဲပြောပြီးရင်ခီးဆက်မယ်တော်ကြမူးချုပ်တော့မယ်မူးချုပ်လေပါဖြစ်လေမူးရရွာမှာတဲကြတာပေါ့တော်တော်မင်းတို့ကောင်တွေပောက်ကြရမလို့နဲ့ငါတို့တောင်ဝေသွားခုတ်လိုက်အောင်မယ်ဖိုးထင်းနေတာရောမူးရရွာနမေချားတီနဲ့အတော်ကိုမျက်နှာပြန်နေကြတယ်ထို့နောက်ကြားဆူရွာမှာယူလာသောတောင်ဝေကိုတေချာကြီးကထိုတောင်ဝေအရှိရဲ့အတိုင်းဝစစ်ပိန်များကိုခုန်နေကြပါလိတော့တယ် မန်ဘိုးထင်နေဖို့ထွေသည်တာဝေးကိုတိချကြည့်နေတယ်။ကြံသောသူများသည်နေ့လယ်စာအတွက်ပြင်ဆင်နေကြတယ်။မန်ဘိုးထင်သည်ကြောက်စိမ်ပမာစိမ့်နေပြီးငကားလိုလိုမွေလိုလိုအကောင်မင်းပတ်ထားဟန်တာဝေးသည်ပစိုးတကွင်းအရှိများရှိတယ်။မန်ဘိုးထင်သည်တာဝေးကိုတိချစွာကြည့်ရင်ကိုဖိုးထွေဒီတာဝေးကဝါတော့ဝါပဲဗျ။ဘာဝါလဲမသိဘူး။ဒီကောင်တွေကမွေလားငကားလားဗျ။နကားဆိုရင်အမောက်ကကြီးကြီးနေမှာဒီကောင်ကငါ့ထင်မွေစိမ်းလားမသိဘူး မွေစိမ်းတော့မဖြစ်နိုင်ဘူးဗျ။တာဝင်းကစိမ်းနေတော့အစိမ်းအောင်ဖြစ်နေရကိုကြုတ်တင်ဒီအွက်တွေကိုကြည့်မွေဝေးပဲ။ငကားဆိုအချွန်တက်တွေပါမှာ။ဟာဒီအွက်တွေကရာဇမတ်အွက်တွေပါကွာ။စပက်ကြီးဖြစ်မင်းဒီမှာကြည့်ခေါင်းကဝိုင်းနေဟ။အေးဗျာတာဝင်းလုတ်တဲ့ဘိုးတော်ကလည်းအယုတ်ကိုတိတ်ချမဆွဲခဲ့ဘူး။မင်းကတိတော်ကိုဘာလို့မလို့လဲဟာဝါရီခုတ်ထားတာဝါဖို့မယ်များချင်းနေလား တင်ပါဦးကွာကျုပ်တို့တောင်ဝေးတွေကိုအတုလုတော့ရအောင်အစစ်ကိုဟုတ်ဟုတ်ဝါတပိုးတပိုးတဲ့ဖွက်ခင်မယ်ဗျာဘလို့လဲလောက်တာတော့ဟုတ်ပါပြီဒီတိုင်းဝါတောင်ဝေးကြီးဆိုဘသူကယုံပါလဲဒီတိုင်းတော့ဟုတ်မလားဗျာတောင်ဝေးအစစ်လိုစိမ့်နေရတော့မဖြစ်နိုင်ဘူးအစစ်ကိုလည်းဘသူမှမြင်ဘူးမှမဟုတ်ပါဘူးဗျာအဲ့တော့မင်းကဘလို့လုပ်မလို့လဲကျုပ်ဒီဝါတွေကိုမိမိုက်လိုက်မယ်ဗျာပြီးတော့မွေပုံလေးတွေဆွဲထားရအောင် မိုးကြိုးဆက်တာဝန်ဆိုတော့အစိမ်ကြီးလို့ဘယ်သူမှထင်မှာမဟုတ်ဘူးကျုပ်တို့မိမြိုက်ထားတဲ့တာဝန်ကမှမိုးကြိုးဆက်တာဝန်နဲ့ပိုတူအောင်မယ်မဘိုးထင်ပြောစကားကို ကိုဖိုးထေးကောင်းငင်ပြီးထောက်ခံလိုက်တယ်ဟုတ်တယ်မင်းအကြံမစိုးဘူးဘယ်နှချောင်းလောက်မှလဲ၃ချောင်းလောက်တော့လှုပ်ထားကြရအောင်အေးကွာမင်းချန်ကောင်းတယ်ဝေပုံကဘလို့ဆွဲမှလဲဝါရီကိုမိမြိုက်ပြီးကျုပ်ဓာစုလေးနဲ့ကိုတာရကိုဆွဲခိုင်းတာပေါ့ အလူကရွာကဘာကြီးတင်းစီမှာငကားရုပ်တွေပါရီဆွဲနေတာတွေ့တယ်။အေးကွာတို့ဝလုံးတွေမိမြိုက်ကြရအောင်ကွာ။မဘိုးထင်းနေဖိုးထွေးစီသူတို့ခုတ်ထားသောဝလုံးများထဲမှာသူတို့အကြိုက်ဆုံးဝါသုံးလုံးကိုရွေးပြီးမိဖိုးကမိမြိုက်နေကြပါလိတော့တယ်။မမိုးချင်တို့သမင်စာတောက်ပြီးဒီခါမမိုးချင်နဲ့ဖိုးထွေးသည်တာရာအသူတို့မိမြိုက်ထားသောတာဝင်းမြကိုပေးလိုက်ပြီးကိုတာရာခမားတင်ထားတဲ့ဟုတ်ငကားရုပ်ရေးပေးဗျာငါကငကားရုပ်မဆွဲတတ်ဘူး အလူမာဆွဲနေတာအဲ့ဒါငကားမဟုတ်ဘူးလားငကားမဟုတ်ဘူးအဲ့ဒါနေရတယ်ကွအဲ့ဒါဆိုကိုတာရကငကားမဆွဲတက်ဘူးလားငါကလည်းအဲ့နေရတပုံပဲဆွဲတက်တာထူးဘူးဗျဒီတိုင်းပြောင်ကြီးတက်ဆိုင်ရင်အယုတ်တယုတ်ပါတော့ပူကောင်းတာပေါ့ညော့ဆွဲဗျမမိုးထန်သည်မိမြထားသောဝါးတောင်မွေးသုံးလုံးနဲ့တမြောင်ကိုပေးလိုက်ရာတာရသည်မမိုးထန်တို့တာဝေးမဲမဲသုံးလုံးကိုကြည့်ပြီးဘိုးတင် မင်းထောင်ဝေးကဘဲဘက်ကအပေါ်လဲဟာဟာကိုသားရကလည်းထိတ်မှအလုံးလေးလှုပ်ထားတာအပေါ်လေးဗျာအေးအေးငါဆွဲလိုက်မယ်သာရာသည်ဝါတလုံးချင်းစီရင်နေရာပုံများတမြောင်ထိတ်လေးနဲ့ချစ်ပြီးဆွဲနေတယ်နေရာသည်အပေါ်မှာအောက်ကိုဆင်ဟန်းဖြစ်တယ်ငကားဦးကောင်ငတ်တာမန်ခြေနှစ်ဖက်လက်နှစ်ဖက်အမီးပါသောနေရာပုံသည်ဝလုံးတောင်ဝေးရင်ဆွဲထားရအတော်တော့ကြည်ကောင်းနေတယ်။မောင်ဘိုးထင်သည်တာရအရွယ်ဆွဲပြီးသွားတော့တောင်ဝေးကိုကြည်ကား ကိုသားရဆွဲတာမဆိုးဘူးဗျာ။ဒါနဲ့ဓာတ်ချစ်ထားတဲ့အရာတွေကနည်းနည်းသိသားနေတယ်။ကျုပ်တို့ဘယ်လိုလုပ်ကြမလဲ။လွဲပါရဲကွာ။ဟိုမှာကျွန်းပင်အဲ့ဒီကကျွန်းရနုကိုခုဖိချေလိုက်ရင်အနီအောင်ဖြစ်သွားလိမ့်မယ်။အဲ့ဒါကိုတော်ဝေးမှလိမ့်ပြီးတုတ်လိုက်ကွာ။ဓာတ်ချစ်ရထဲမှာအနီအောင်ကြံခဲ့လိမ့်မယ်ထင်တယ်။ကျုပ်လုပ်ကြည့်လိုက်မယ်။ ။မောင်ဘိုးထင်သည်ကျင်းရွက်နှုများကိုခုပြီးဖီချေလိုက်ရာအနီအောင်ပြောင်းသွားတဲ့ထို့နောက်တာဝင်းများကိုလိမ့်လိုက်ပြီးအဝတ်နဲ့တုံလိုက်ရာဒါချီယာလေးတွင် အနီအောင်လေးများဖြစ်သွားပြီးမိမြိုက်ထားသောတာဝင်းမှာ နေရာပုံဆွဲထားသည့်ဒါချီယာအနီအောင်ဖြစ်အတော့ပင်ကြည်ကောင်းနေတယ်။ကိုဖို့တေကျောတူတာဝင်းကမှတကယ်မိုးကျိုးဆက်တာဝင်းလို့ထင်ကြမှာကြည်ပါလားတကယ်ကိုရှေဟောင်းတာဝင်းကြနေရပဲဗျာအေးဟုတ်တယ်ကွာ ထို့နောက်မမိုးတင်တို့သည်တောင်ဝေ36ကိုပစိုးတစ်ထဲနဲ့ပတ်ပြီးတစုတစည်းထဲထားလိုက်တဲ့တောင်ဝေအစ်စ်အားတောင်မြောက်ကိုဂျူထန်းသောဝလုံးထဲသို့ထိုးထဲကထိတ်တွင်ပစိုးကိုဆုပ်ပြီးထားလိုက်ကြပါလီတော့တယ်။မမိုးချင်တို့ညာမိုးချုပ်ပြီးဖြည့်၍အေးကောင်းသောညောင်မင်းကြီးအောက်တွင်ထင်းမိဖို့ကိုဖို့ကအိမ်ရန်ပြင်ဆင်လိုက်တယ်။မအိတ်ခင်ညနေမှရသောတောကျက်ကလေးငါးကင်နဲ့ငှက်ကြော်လေးများကိုဝါရင် စကားဖောင်ဖွဲနေကြတယ်။ ညနေကညစာစားရတာကောင်းလိုက်တာဘူးထင်ရောင်။မင်းကဘယ်တော့မှမကောင်းဘူးလို့လဲပေတူ။မကောင်းပါဘူးကွာ။လာတော့ကဓာတ်ရင်ကောင်းတဲ့ကစွန်ရွက်ကျော်ကအေးအဲ့အရောင်မင်းကထမင်းအစားဆုံးပဲ။မဘိုးထင်ပြောမှာပေတူးငိန်သွားတဲ့ထုံနောက်ဖိုးထွေးသည်ထင်းတောင်ကိုမိဖို့ထဲထဲရင်ခုချိန်မိတော်လေးများရှိရင်ဘလောက်ကောင်းလိုက်မလဲအေးကွာလှရင်လေးရောအတူတူလှရင်ကောင်းမယ် ဖိုထင်းနေတာရထိုးသူပြောနေချင်းသူတို့နဲ့မလန်မကန်မီးဖိုမှာမီးရောက်မြင်ရသောနေရာတွင်မင်းလေးတန်ပေါ်လာတယ်။ဖိုထွေးရဲ့တာရဟဲ့တာရဖိုထင်းနေတာရအပါဝင်အားလုံးဒီအတန်လာရာစီတို့ကြည်လိုက်ရာမီးချောနဲ့လာရင်ဖြစ်နေလေတယ်။ဖိုထင်းနေတာရငေးကြောင်နေစဉ်နေတော့ခုထိရွာပြောင်းမြောက်လာသေးလို့ငါနေလိုက်ရင်လာခေါ်တာနင်တို့နှစ်ယောက်ထဲလားဟုတ်တယ်လေလာခဲ့ငါတို့ရွာအတူတူပြန်ရအောင် ဖို့ထင်းနေတာရသည် ပြုံဖြီကမတက်ထားရလိုက်စဉ်ကိုနာဘူးတွေကတော့ဒီကြောကြီးတဲ့ဘေကအမမီကြောတို့လာမလဲခင်များတို့ကအဲ့ဒါနဲ့ပတ်သက်ရင်ဘာမှကိုမတွေးတော့ဘူးမဖို့ထင်းသည်သူ့ဤနှာခေါင်းကိုလက်ညှိုးနဲ့ဖိပြပြီးစကားပြောလိုက်ရာဖို့ထင်းနေတာရရှက်ရှက်နဲ့ပြန်ထိုင်နေသည်ထို့နောက်ဖို့ထင်းမတကယ်မိချော်လားမသိဘူးနော်ဖို့ထင်းပထိုင်လေးပါရာကအစတူနေရနော်ဟဲ့ကောင်ရမင်းပြောတာလဲဟုတ်သေးဖို့ထွေရ လှရင်လေးရဲ့နှာတောင်းလေးကတစ်ဖက်တည်းနော်အရင်အလိုတုန်းကကြပြသွားတာလို့ပြောတယ်တကယ်အစ်စ်တွေလားမသိဘူးကွာဟာဒီလူတွေကတော့မူရရွာကဘွားတော်ကြီးတွေနဲ့တွေ့ရအောင်ခုထိမမှတ်သေးဘူးမမိုးထင်းဤစကားကြောင့်မြည်သည့်စကားမှအတုံမတက်တော့ထို့နောက်မမိုးထင်းသည်တာအေးနှင့်ပေတူတို့အားလွယ်အိတ်ကိုမျက်စာပြပြလိုက်ရာအချောင်းတည်သောတာအေးနှင့်ပေတူသည်လွယ်အိတ်ထဲမှလေးကွာများကိုမမိုးထင်းနှင့်ပြတူထုတ်လိုက်ပြီးမမိုးထင်းမှမျက်နှာကိုပြကြကွာအေးအေး မမိုးချနို၃ရက်၄ခွနဲ့မိချောနဲ့လာရင်ကိုပြစ်ပါလီတော့တယ်။ထို့သောပြစ်လိုက်တော့ကမိချောနဲ့လာရင်တို့သည်အမလေးတေးပါပြီတော့ဖိုးထွေးရီကျမကိုပြစ်နေရကြည့်ရလားတော့။ကိုသာရကျမသေးတော့မယ်ထင်ပါတယ်။လာရင်နဲ့မိချောသည်အော်ဟင့်ငိုကြည့်နေလျာဖိုးထွေးနဲ့သာရသည်။ဟဲ့ကောင်နေတော်ပါတော့ကွာ။အေးတော်ကြပါတော့ကွာ။ ဖိုထင်းနေတာရသည်တနာလုံး၍မောင်ဘိုးထင်းတို့ကိုလေးကွာဖြင့်မပြေရန်တားနေစဉ်မောင်ဘိုးထင်းသည်ဖိုထီတို့ဘက်ကိုလေးကွာနှင့်ချိန်ပြီးခမရတို့နောက်တစ်ခါလာတားကြည့်ခမရတို့ကိုပါပစ်မယ်ထို့သောမောင်ဘိုးထင်းသည်တာရနှင့်ဖိုထီကိုပြောပြီးမိကျော်နှင့်လာရင်ကိုလေးကွာနှင့်ပြစ်လိုက်ပြန်နေမိကျော်နှင့်လာရင်သည်နောက်သို့မပြေရှည်သောသာရီမောပြီးတွတ်တွလာရန်ဖိုထီနှင့်တာရပါလေးကွာနှင့်ဝိုင်းပြစ်ပါလီတော့တယ် မကြသောအခါတွင်တော့မိကျော်နေလာရင်ဤမျက်နှာတွင် သွေးများထွက်လာပြီးလဲကျသွားတော့တယ်။မြေပြင်ပေါ်သို့လဲကျသွားသောလှရင်နှင့်မိကျော်သည်တဖြည်းဖြည်းနှင့်သူတို့ဤပုံစံပြောင်းသွားကဖွတ်ကြည့်နှကောင်ဖြစ်ပြောင်းလဲသွားပါလိတော့တယ်။မနက်ခင်းအချိန်ခါသို့ရောက်ရှိလာပြီးဖြစ်တယ်။မဘူထင်းနှင့်သားရီတို့သည်မနက်စာများကိုချက်ပြုတ်ပြီးဖွတ်ထင်းနှင့်ပါရာနှင့်ပေတူးကိုနိုးလိုက်ကြတယ်။ကိုဖိုးထီတို့ထကြတော့မနက်စာစားပြီးခီးဆက်ကြရအောင် မောင်ဘိုတင်တို့လိုက်မှာဖိုးထွတို့ထလာကြတဲ့ထို့နောက်မျက်နှာတင်လိုက်ကြပြီးမောင်ဘိုတင်နဲ့သားအေးအနာထိုင်လိုက်တယ်။မောင်ဘိုတင်နဲ့သားအေးသည်ထမင်းကိုခုခတ်ကအသင်စာနိုင်ရန်ပြုလုပ်ပေးထား၍အံ့ဩနေကြတယ်။ဟင်းများကလည်းအိုအပြည့်ဖြစ်ကအငွေ့တထောင်ထောင်းထာနေတယ်။မောင်ဘိုတင်သည်ဖိုးထင်းနဲ့သားရဤပကံထဲသို့ဟင်းကိုအရင်ထည့်ပေးလိုက်ကစားပြကိုဖိုးထင်းနဲ့ကိုသားရခမရုံနေရောက်ကအကြီးဆုံးမို့လို့အရင်ထည့်ပေးတာမင်းတော်တော်တိတက်တဲ့ကောင် ဖို့ထေသည်ထို့သို့ပြောပြီးအာရပါရထမင်းစာနေပါれမဘူထင်းနေတာဤသည်အာရပါရစာနေသောဖို့ထေတို့သုံးယောက်အားမကြည့်မတိမတာအကဲခတ်ကြည့်နေတယ်။တာရာသည်ဟင်တစ်ဖက်ကိုတေးချကြည့်ပြီးပါဇက်ထဲထိလိုက်ကဟက်ကကောင်းလိုက်တာကွာဘာသာလဲမင်းတို့ဘယ်ချင်းကရလိုက်တာလဲဟာတော်တော်တော်ရဲကောင်းနေအေးဟုတ်တယ်တော်တော်စားလို့ကောင်းတာဘာသာလဲဟာပြောစမ်းမအောင်မင်းတို့ဘယ်တော့ကများတော်တယ်ဟင်းစားရှာလိုက်တာလဲ ညကရှာလိုက်တာပါဗျာမင်းတို့မအိတ်ဘူးလားအိတ်တယ်လေခမားတို့နဲ့အတူတူအိတ်တာညကရှာတယ်ဆိုတော့ဖိုချင်းနဲ့တာရာတီညကသူတို့ပြစ်လိုက်တော့မိကျော်နဲ့လိုက်ရင်ပုံစံမှပြောင်းပြီးတည်နေတော့ဖုတ်တဲ့နှကောင်နေရာသို့ကြီးလိုက်တယ်ထို့ဖုတ်နှကောင်မှာရှိမနေတော့တော့ကြောင့်မျက်လုံးပြူပြီးမောင်ဘိုးချင်းနဲ့တာရာကိုကြည့်ကညကဖုတ်ကြော့မင်းနဲ့ဖုတ်လိုက်ရင်တော့ခမားတို့အစားနေရပဲလေဗျာဘာပြောရဲဟုတ်တယ်လေ မနက်ကအစောထပြီးဖွတ်တွေကိုဖျက်ပြီးချက်ထားတာကောင်းနေမို့လားမင်းမင်းတို့ကျွတ်တို့ကိုစိတ်ဆိုးတာလားမဟုတ်ပါဘူးထင်ရဒီလောက်ကောင်းတဲ့သားခုမှစားဖူတာနားရည်လို့ပြောမလို့ပါကွာလူရှုပ်လေးများသည့်အကြောင်းလမ်းမရှိလှုပ်ချင်တာပြာကိုသားလှုပ်ပြီးပြုံးပြော့နေတတ်သည်မို့ဒီလန်းတီခီချံကိုဥအောင်လွတ်လိုက်ခြင်းဖြစ်တယ်။ဤသို့နှင့်မဘိုးချင်တို့ထမင်းစားပြီးပေပေရွာတို့ပြန်တီခီကိုဆက်လိုက်ကြပါလိတော့တယ်။ မမိုးချင်တို့ခီဆလာတီမှာနေမွန်းတဲ့ပင်ရှိတော်မီ ဖိုထွေတီနေလုံးကြီးကိုမော်ကြည့်လိုက်ပြီးဟဲ့ကောင်နေနားကြရအောင် ထမင်းစားရအောင်လို့နားကြတာပေါ့ဟိုအရေးနာမနားကြရအောင်ဗျာအေးအေးသွားကြသွားကြမမိုးချင်တို့တီတစ်တော်အုပ်လေးထဲကိုဝင်လိုက်ပြီးတစ်ပင်ရင်မှာပစ္စည်းပစ္စည်းအများကိုချပြီးနားလိုက်ကြတယ်ရေဘူးထဲမြရင်ရကိုတရတလက်မော်နေကြစင်ဟဲ့ကောင်နေမင်းတို့ကကြာစုရကလာတဲ့ကောင်းနေလား အသက်60ရွယ်ယောဂီပဆိုးယောဂီအင်ဂျီနဲ့လူ6ယောက်သည်သူတို့အနားရောက်လာပြီးမေးလေတယ်။ထိုမေးသောသူကိုမောင်မိုးချင်းတရားကြည့်လိုက်တယ်။ရုပ်ရည်ကြမ်းတမ်းခတ်ထန်လာပြီးဝှထားသောယောဂီယောင်အင်ဂျီပဆိုးနဲ့သူတို့ဤပုံစံကဘလို့မှမလိုက်ဖက်ပါ။ယောဂီဝတ်ဆောင်များဝတ်ထားသောလူများထဲမှခေါင်းဆောင်ဖြစ်ဟန်တူသောလူကြီးသည်မောင်ဘူထင်တို့ကိုကြည့်ကကောင်းလေးတွေငါတို့ကအထက်လန်းဆရာတွေမင်းတို့ကြားစုရကယူလာတဲ့အတော်ဝေးငါ့ကိုပေးစမ်း ဘာတာဝင်းကိုပြောတာလေဆရာကြီးမောင်မိုးထင်သည်ထူလူကြီးအားရိုရိုတသေးမေးလေရောထူလူကြီးသည်မောင်မိုးထင်ကိုကြည့်၍ငါနာမည်ကထွန်မြိုင်းလို့ခေါ်တယ်ဒီနေ့ကဆရာပေါ့ကွာဟုတ်ကဲ့ဆရာကြီးမင်းတို့ပုံစံကြည့်ရတာလူကြီးသူမကို ရိုသေးမဲ့ပုံတွေပါဥထမြိုင်မှာထို့သူပြောလိုက်တော့ခါမမိုးချင်းဘေးရင်ရှိသောတာအေးသည်လက်အုပ်လေးကြည့်ကား။အော်၊ချုပ်တို့ကတာမန်အသက်ကြီးတဲ့သူတွေတော့ရိုသေးလေးစားတာ ဆရာကြီးတို့လိုလူမျိုးတွေကိုပိုလို့လေးစားတာပေါ့ခင်ဗျာဥထမြိုင်တီတာအေးအီစကားကြောင့်ပြုံပြုံနဲ့ကောင်းကြီးနေလေတယ်ထို့နောက်သူဤလက်အောင်ငယ်သားများဘက်သို့လဲကမင်းတို့တွေကြည်ထားငါရဲ့ဥပဒေရုပ်ငါရဲ့ကြော်စောမှုကလူကြီးတွေမပြောနဲ့ကလေးတွေစီအောင်ရောက်နေပါပေါ့လားမင်းတို့လည်းစူးစားကြကြားလားဟုတ်ကဲ့ပါဆရာကြီးဥထမြိုင်ဤလက်အောင်ငယ်သားများသည့်အတန်ခက်ကြဲကြဲနဲ့ပြိုင်းတူပြောလိုက်ခြင်းဖြစ်တယ် ဖိုထင်းနေတာရာသည်ဥထမြိုင်အားရေလေကမ်းပြလိုက်ပြီးထမင်းစားမလားလို့ပြောကထမင်းခူပေးမိဟန်ပြနေကြကလေးလေးစားစားဆက်ဆန်းနေကြတယ်။ထိုအခါဥထမြိုင်သည်မောင်မိုးထင်တို့ဘက်ကိုလည်းကမင်းတို့ကပြောရခက်မဲ့ကလေးတွေမဟုတ်ပါဘူး။ကြာစွရကမိုးကြိုးဆက်တော်ဝေးငောက်ဟူပေးပါလား။ပေးရမှာပေါ့ဆရာကြီးရဲ့သုံးချောင်းတော့ပါလာတယ်။တချောင်းတော့ယူပါဗျာ။ရွာပြန်ရောက်လို့တချောင်းမှပြန်မပါလိုက်ရင်ကျုပ်တို့ကိုလာယူခိုင်းတဲ့အောင်လန်းဆရာကြီးကတတ်မှာဗျ။ ဟေးအဲ့လိုလားဟုတ်ပါရဲ့ဆရာကြီးအားချိုတိုလိုကလေးတွေကဒီလောက်ကြီးချမ်းကိုဘလို့လို့သွားချင်ပါလဲလောက်စလုံးလေးငက်ပြစ်ဓာရီပဲလှုပ်ချင်တာပေါ့ဗျာခုတော့တော်ကြီးညံမဲထဲအနိုင်ကျင့်ပြီးချိုတိုကိုလာယူခိုင်းတာကြဆွဲဆွဲជីထုထုချိုတိုကလေးတွေကိုလွှတ်ရတဲ့ဗျာငါထင်တော့ထင်ပါရဲ့ကွာလှုပ်ဆမ်းမအောင်မင်းတို့တောင်းဝင်းလေးပြပါအောင် မောင်ဘိုထင်သည်ဥထွန်မြိုင်စကားဆုံးသည့်နှင့်သူတို့အတူပြုလုပ်ထားသောဝါထဝေ၃ချောင်းအားပတ်ထားသောပစိုးကိုဖြည့်၍ပြလိုက်လေတယ်။ဥထွန်မြိုင်သည်တောင်ဝေ၃ချောင်းကိုမြင်သောအခါမောင်ဘိုထင်ကိုကြည့်လိုက်ပြီးမင်းတို့ဟာက၃ချောင်းတော့လားဟ။ဟုတ်တယ်လေ။ဆရာကြီးကို၃ချောင်းလို့ပြောပါတယ်ခမ။ကျုပ်ထင်ဒီတောင်ဝေကိုအစီရင်လုပ်ပေးတဲ့ပုဂ္ဂိုလ်ကဝိဇာဆူလားဘာဆူလားဗျ။အဲ့တော့အစီရင်လုပ်တော့တခါရေးပြီးအောင်ပူပူလုလု၃ချောင်းလုပ်ပေးလိုက်တယ်ပြောတာပဲ။ ဟုတ်တယ်ဆရာကြီးချုပ်တို့ကိုပြောသေးတယ်အဲ့ဒီပုဂ္ဂိုလ်ကခုနှစ်သားသမီးတွေအတွက်ခုနှစ်ချောင်းတော်လုပ်ချင်တာတဲ့ခုလိုရှားပါတဲ့မိုးချိုးပြစ်ခင်ရပြီးမိမကျွဲနဲ့ဝါကဒီသုံးချောင်းစာပဲရှိလို့တယ်ဗျမောင်ဘိုးချင်းနဲ့တူတာရမဝင်ရောက်ပြောပြလိုက်ရာဥထွမြိုင်သည်ခေါင်းတဆက်ဆက်ငြိမ်ပြီးအင်းရှားပြီမှာပေါ့ခုလိုမိုးကျုခပြီးမိမကျွဲ့နဲ့ဝါဆိုတာအတော်ရှားမှာပေါ့ဟုတ်တယ်ဆရာကြီးချုပ်တို့ကိုကိုယ်ပြန်ခင်မေးဆိုလာမှားလိုက်တာရှိတယ် မောင်ဘိုးထင်သည်ထိုးသူပြောလိုက်ရာဥထွန်းမြိုင်မှမောင်ဘိုးထင်နာတိုးလာတယ်။ထို့နောက်မောင်ဘိုးထင်သည်အတန်တူတူနဲ့ဆရာကြီးဒီတိတ်တိဝဲမိုးကျိုးဆက်တောင်ဝေးကတိလာရှိသူတွေတုံးမအစွမ်းထက်တာ रे အဲ့ဒါဆရာကြီးစမ်းကြည့်ချင်းစမ်းကြည့်လို့ရတယ်။ဆရာကြီးတပည့်တွေအထင်ကြီးသွားအောင်နေနေမစမ်းတော့ဘူးငါဒီတိုင်းပဲယူသွားမယ်။စမ်းကြည့်ပါဆရာကြီးရချို့တို့လဲဒီတောင်ဝေးအစွမ်းနေကြည့်ချက်လို့တိတ်တိတ်နေစမ်းကွာမစမ်းတော့ပါဘူးဆို ငါသုံးချောင်းလုံးယူရမှာလားဦးထွန်းမြိုင်မှာထို့သူပြောသောအခါမောင်ဘိုးထင်သည်မျက်နှာလေးငယ်သွားပြီဆရာကြီးသုံးချောင်းလုံးယူမယ်ဆိုရင်တော့ကျုပ်တို့ကိုတခါရဲတက်ပြီးမှယူသွားလိုက်ပါဗျာဟုတ်ပါတယ်ကျုပ်တို့ကိုတက်သွားလိုက်ပါအောင်လန်းဆရာကြီးလက်နဲ့တက်လို့အသေးခံရတာထက်ဆရာကြီးရဲ့မြင့်မြတ်တဲ့လက်နဲ့အသေးခံမမေဘီတူမဝင်ရောက်ပြောဆိုပြီးဒူးမြထောက်ကလေးများဆင်းပေးထားကြတယ် ်ဦးထွန်းမြိုင်သည်ပေတူဤစကားကိုပီတီဖြစ်ကသူဤရှိရင်ဒူထောက်နေသည့်မောင်ဘိုထင်ကိုပခုံးမကင်ပြီးထားစီလိုက်ကတချောင်းမယူပါမယ်ကွာအလကားလည်းမယူချင်ပါဘူးငါဘလောက်ပေးရမလဲဆရာကြီးရဲ့အဆင့်တန်းနဲ့ဆို90လားဆိုမများဘူးမဟုတ်လားဦးထွန်းမြိုင်သည်မျက်နာမတိမသားပြတ်သွားပြီမဲ့ကြုံရဲကမများပါဘူးကွာငါမိုးကျဆက်တောင်ဝေးကိုတေချာကြည့်ပြစီအောင် ဦးထွန်းမြိုင်သည်မမိုးထင်တို့မိမြိုက်ထားပြီးတာရာမှာနေရာရုပ်ကိုဌာနင်းချစ်ထားသည့်တာဝေးကိုကြည်ကခေါင်းတဆက်ဆက်ညင်လိုက်ပြီးသူဤတပည့်များအားတာဝေးကိုပြကောင်းမင်းတို့ကြည်ထားကြဒီတာဝေးကဝိစာပုဂ္ဂိုလ်တူစီရင်ထားတဲ့ရှေးဟောင်းတာဝေးပဲမိုးကျိုးပြတာကိုပြမကြပဲအခုလိုမဲမဲမဲသွားတဲ့ဝါကိုရှီဟောင်းနေရာပုံတိသက်စာဆဲထားတဲ့တကယ်သိတီဝင်တောင်းဝေးပဲကြည်ထားကြနောက်ဆိုငါဒီတောင်းဝေးကိုတေချာထိမ့်သိမ့်မှာအခုဝါအောင်ကြည်ထား ဥထမြအစ်တပည့်များသည်ဆရာသမားကို အတော်ဖာပုံပေါ်ရင်းလှလိုက်တဲ့နေရာကြီးအဆွေကြီးကို ပြူးနေရပဲဟုတ်ပါကွာရှေခင်နုပညာကိုထိဟက်နေတယ်ကွာအတော်ကိုလက်ရကောင်းတာပဲဟေဥထမြိုင်တပည့်များသည်တာဝင်မသာရဤနေရာယုတ်ကြီးကိုအမွန်တနေရသာရအန်ကိုချိန်ပြီးမယီမိအောင်တော်ပင် ထိန်နေရသလိုကျန်သူများလည်းမယီမိအောင်တည်ထားနေရတယ် ်ထိုရာကိုသဘောပေါက်သွားမှာမို့ထင်သည် အချိန်ဆွဲ၍မဖြစ်မှန်းသိတော့ခေါဆရာကြီးကျုပ်တို့ခီးဆက်ရတော့မယ်အေးအေးတွားလေဟုတ်ဆရာကြီးငွေလေးပေးမယ်ဆိုအော်အေးမင်းနေလိုပါကွာရော့ရော့20ဆရာကြီးပြောတော့90အေးသိပါတယ်ကွာငါမှ20ပဲပါလာလို့ပါငါငွေထိန်ပါပါတယ်ကွာဦးထွန်းမြိုင်သည်သူဤတပည့်များထဲမှနှကန်းမွေးဆဆာနေလူကိုကြည့်လိုက်ပြီး ။မောင်ထုမင်းမငွေ30ပါရဲမဟုတ်လား။ပေးစမ်း။ပါတော့ပါရဲ။ဒါပေမဲ့ငပြောပွဲအုံပွဲအကျွေးတွေပေး။မင်းကရှာဖို့ရှိတယ်။ပေးစို့ပေးစမ်း။ကျန်တာနောက်မှရှင်မင်း။ဦးထွန်းမြိုင်သည်သူ့ဤတပည့်စကားမဆုံးခင်ငောင်းငင်လိုက်ပြီးငွေ30ကိုယူကာမောင်ဘိုးထင်ကိုပေးလိုက်ပါလီတော့တယ်။မောင်ဘိုးထင်တို့သည်ဦးထွန်းမြိုင်စီမငွေ90ကိုယူကာခီဆလာရမူရရွာအဝင်တို့ရောက်လာကြတယ်။ အလာတော်ကခံခဲ့ရသောဖိုးထွေးနေသားရသည်မဘိုးထင်နာကလိုက်ပြီးဖိုးထင်ဟုတ်ကောဟုတ်ပါမလားကွငါတို့ဘွားတော့မပြက်တော့ပါဘူးနော်ခမရတို့ကလည်းလာစမ်းမှာဒီရွာက ဖြတ်ပြီးမှ ပြန်လို့ရမှာကိုလာခဲ့မဘိုးထင်နဲ့ပေတူသည် တောင်းမြကိုကြိုထမ်းပြီးရှေ့ကတွားနေသည်သူတို့နောက်တွင်တော့တာအေးကတောင်းလိုက်လာသည်ဖိုးထင်းနဲ့တာရာကဟိုကြည့်ဒီကြည့်နဲ့ရွာနောက်ဘက်မှနေရွာရှိဘက်ကိုဖြတ်နေစဉ်သူတို့ဤမလန်မကန်မှမိမကြီးနဲ့ရောက်ထွက်လာပြီး အကိုပြန်လာပြီမေပြိုရေအကိုတော့ပြန်လာပြီအသက်ကြီးရနေသောမိမကြီးနှစ်ဦးသည်မောင်မိုးထင်တို့အနောက်မှဖိုးထွေးနေသာရာအီလက်ကိုတဲကစကားများတွတ်တွတ်ပြောနေလေတယ်ထိုအခါဖိုးထွေးသည်ငိုမဲ့မဲ့နဲ့မောင်မိုးထင်ကိုစကားဆူလာတယ်ဖိုးထင်ကဲပါအောင်ကွာမင်းမကယ်ရင်ငါတို့ဘဝပြတ်တော့မယ်ဖိုးထွေးမှာထို့သူပြောလာတော့ခါတာအီမမောင်မိုးထင်ကိုကြည့်ကဟဲ့ကောင်ထားလိုက်ဒီလူတွေမိမလိုချင်နေတာဖိုးထွေးကိုတော့မှမိကျော်လာလို့နေသေးတာ ဒီမိမကြီးတွေကိုလည်းမိကျော်လို့ကြာရင်မြင်မြင်နေမှာဟက်ကောင်တားကြီးမင်းဘာရီရှောက်ပြောနေရလဲအေးလေဘာရီပြောနေရလဲမင်းတို့နော်မဘူထင်သည်ဖိုထင်းနဲ့တာရာအားပလူပလဲလုံနေတော့မိမကြီးနေရကိုကြီးကခမရတို့လွတ်ပေးလိုက်ပါခမရတို့အသက်နဲ့ဆိုဒီလူတွေကမြေးရွယ်လောက်ပဲရှိမယ်မရှက်ဘူးလားမရှက်ပါဘူးအစ်စ်မအရှက်မရှိဘူး မဘိုးထင်သည်ထိုမိမကြီး၏စကားကြောင့်ဘာပြောရမှန်းမသိဖြစ်နေစဉ်ပြိုမေဟုအမည်ရသောမိမကြီးသည်ကောင်းလေနင်တို့မိုးကြိုးဆက်တာဝေးပါလာတယ်မဟုတ်လားအဲ့ဒါပြီးရင်ငါရရဲ့ချစ်သူတွေကိုလှုပ်ပေးမယ်ဘိုးထင်ပေးလိုက်တော့ဘာရင်းငါနေရလဲဘိုးထင်ပေးလိုက်လေနေစမ်းပါအောင်ဗျာကျုပ်တွေးနေတယ်ထို့နောက်မဘိုးထင်သည်မိမကြီးနှုတ်ကိုကြည့်ကောင်မပေးနိုင်အောင်ဗျာကျုပ်တို့သွားပြီးခမည်းတော်လှုပ်ချင်တိုင်းလှုပ်ပြီးတော့ အေးအဲ့ဒါကောင်းတယ်နှာဘူးတဲ့လူတွေထားခဲ့ဟုတ်တယ်ဖိုးထင်းတဲ့တာရာတီသူတို့အားထားခဲ့ပြီးထွက်သွားတော့မောင်ဘိုးထင်တို့ကိုကြည်ကအော်ဟစ်ပြီးမထားခဲ့ဖို့အကူအညီတောင်းရင် မေပြိုပြိုမေမိမကြီးညီအမနှစ်ယောက်ဤလက်ထဲတွင်ကြံနေခဲ့ပါလိတော့တယ်မဘူတင်တို့တော့ရမူရရွာနဲ့မလန်မကန်းရှိတစ်ပင်ရိတ်တွင်ထိုင်ပြီးဖိုးထင်းနဲ့တာရာအားဆောင်နေလေတယ်။တာရီတီမဘူတင်ကိုကြည်ကဖိုးထင်းကိုဖိုးထင်းတို့ပြန်ထွက်နိုင်ပါမလား အသွားတော့ကတော့ထွက်လာနိုင်တာအပြက်လဲထွက်နိုင်ရမှာပေါ့ကွာမင်းကဟိုတာဝေးအတူကြီးကိုဘာလို့မပေးလိုက်တာလဲနောက်ထပ်ဘသူရိဘလို့နောက်ရှက်မယ်မမသိဘူးအကုန်ပေးပြစ်လို့မဖြစ်ဘူးကွာကွာတို့ဖိုးထွေးတို့ကိုလာတော့ကအတိုင်းစောင့်တာပေါ့မဖိုးချင်တို့တောင်ရတနိုင်မြဆောင်းလိုက်ပြီးမူရရွာလန်းစီမှာဖိုထင်းနဲ့တာရာတီပစိုးမနိုင်ပေါ်အောင်မနိုင်နဲ့ပြည်လာပြီးမမိုးထင်းတို့ဆောင်နေသည်ကိုမြင်တော့ခါ ငါထင်တော့ထင်နေမင်းတို့ကောင်တွေအလားတုံးကတိုင်လုံးမယ်ဆိုတာသိလို့ပြေးလာတာပြေးကြနောက်ကဟာဂျီရီကအခု ပိုကျဲလာပြီဟဖိုထင်းနဲ့တာရာဤအလျင်လုံးမှုနဲ့အတူမောင်မိုးထင်တို့သည်မူယာရွာနဲ့ဝေဒီထက်ဝေအောင်တုတ်ချင်တင်လိုက်ကြပါလိတော့တယ်မဘိုးချင်တို့ပေပင်ရွာအားညနေပိုင်းလောက်ပြန်ရောက်မည်ဟုမျှော်မှန်းထားကြတယ်။ထို့ကြောင့်ပြေးလာရသည်မှာမောပန်းနေသည်မို့ တည်ရဲကောင်းသောပင်ကြီးရှိနာနေကြစဉ်အနက်ရောင်အင်းကြီးအနက်ရောင်ထမင်းကိုဝတ်ထားသောမိမတယောက်သူတို့နာတွင်ရုတ်ချီပေါ်လာလေတယ်။ထိုအခါမမိုးချင်တို့သည်ထိုမိမကိုကြည့်ကောင်။ဘာလို့ရုတ်တရက်ပေါ်လာတာလဲ။အတန်လေးပါလေးပေးပေါ်ဗျာ။လက်လိုက်တာ။ဟဲ့ငါပညာနဲ့ငါလာတာနင်တို့ကိုခွင့်တောင်းနေရအောင်မလား။ပညာကပညာပဲလူမှုရေတော့တီးပေါ်ဗျာ။ငယ်တော့တဲ့အရွယ်မဟုတ်ဘူး။ဟဲ့ကောင်လေးတွေနင်တို့ကငါ့ကိုအပြစ်တင်နေကြလား။ တီးချင်နေပြီထင်တယ်။မတီးချင်ပါဘူးဗျာ။ခမားကဘာကိစ္စရှိလို့လဲ။ငါတာဝေးလာယူတာပေးစမ်းတာဝေး။ရော့90ပေး။တာရီဒီသူဤလက်ထဲမှာတာဝေးတူကိုပေးပြီးပြောလိုက်ရာထမင်းမာတီတာဝေးကိုကြည့်ပြီးဟာတာရီမောကတာဝေးအားချုပ်ပြလိုက်ပြီ။ဖဲကဝါတုတ်တွေပေးနေရလဲ။ငါကကြားဆူရာမာနေဖူးတယ်။မိုးကျိုးဆက်တာဝေးကအစိမ့်ဟဲ့။ဟာခမားကတိနေရလား။တိရပေါ့ငါနာမည်က ကိုအေးတမ်းမိထားတယ်ဟဲ့မောင်ဘိုးထင်အားကြံသောသူများသည်မျက်စာပြပြပြီးကြည်နေတယ်ထိုအခါမောင်ဘိုးထင်သည်ကိုေပြန်းဆိုရင်လဲတာဝေးအစ်စ်ပေးပါမယ်ဗျာခမရတို့ကိုေချင်းချင်းရှင်းကြကျုပ်တို့ကဈားထိတ်ကအနာမခံနိုင်ဘူးငါကဘယ်သူနဲ့ရှင်းရမှာလဲဟေကောင်းလေးဂျာဆူရွာက ကိုေပြန်းခင်မင်းနဲ့ရှင်းကျုပ်ကတော့ခမရတောင်းလို့ပေးလိုက်တယ်လို့ပြောလိုက်မယ်အဲ့ကောင်မှခင်မင်းအကြောင်းထိတ်မပြောစမ်းတဲ့ကောင်းလေးဘာဖြစ်လို့လဲကြောက်လို့လား ဟဲ့ကြောက်စရာလားအဲ့လိုကောင်မကိုမကြောက်ဘူးအဲ့ဒါဆိုသူနဲ့ပညာပြိုင်ဘူးလို့လားပြိုင်ဘူးတာပေါ့နိုင်လို့လားမဘိုးထင်သည်ကိုယ်ပြန်မိထားအာကက်ကလန်ပြန်ပြောနေတယ်။ကိုယ်ပြန်မိထားသည်ကြာဆွရတကြီးကိုယ်ပြန်မိခင်အကြောင်းကြားလိုက်သည်နှင့်ဒေါသထနေလေးရာမမိုးထင်စကားပြောရင် အကြံထုတ်နေခြင်းဖြစ်တယ်။ဟဲ့ကောင်းလေငယ်တလောက်ရှာရှိတယ်။ရှာရှိရမဟုတ်ပါဘူးဗျာ။ ခမားတို့လိုပညာရှင်တွေလို့ရင်လဲကျုပ်တို့ကခဲရမယ်သူတွေပါကျုပ်တောင်းဝေးပေးပါမယ်မပေးခင်လေးကြားဆွရတဲ့ကြီးခမားကိုနိုင်လားမနိုင်လားဆိုတာလေးတော့သိချင်မိတယ်နင်ကဘာဆိုင်လို့လဲမဆိုင်ပါဘူးဒါပေမဲ့ကျုပ်နဲ့တွေ့ခဲ့တဲ့ပညာရှင်ရဲ့အကြောင်းလေးသိချင်လို့ပါအေးငါရှုံးခဲ့တယ်ငါရဲ့ပျော်ကွယ်ဖြစ်တဲ့ဇပင်ကိုမကာမိဘူးကိုယ်ပြန်မအစကားမဆုံးခင်မောင်ဘိုးထင်သည်ဟဲ့ကောင်နေဇပင်နဲ့ဟာ မမိုးတင်စကားဆုံးသည့်နှင့်ကြံသောသူများသည်ကိုယ်ပြန်မိထားအနာတူကက်ကကိုယ်ပြန်ဤစပင်အားဝိုင်းဆွဲနေရော်ရယ်ဟဲ့ကောင်းလေးတွေဘာလို့ကြလဲဟဲ့ငါစပင်မဆွဲကြနဲ့လीအမလီသေတော့မှာပဲကိုယ်ပြန်မဤစပင်ကိုကြောက်အားလန့်အားနဲ့ဝိုင်းဆွဲနေသောမမိုးတင်တို့အားကိုယ်ပြန်မမှာတောင်းမဲ့ရရှာလိတယ်ငါနင်တို့ကိုမနှောက်ရှက်တော့ပါဘူးနင်တို့ကိုငါပညာနဲ့မပြူစားခင်ငါခေါင်ပြောင်တော့မယ်ကိုယ်ပြန်ရဲ့အသက်ကစပင်ဖားလျားလေးပါဟဲ့မလောက်ကြပါနဲ့ ဲ့ဒါဆိုကျုပ်တို့ကိုနှောက်ရှက်အောင်မလားမနှောက်ရှက်ပါဘူးငါဂတိပေးပါရယ်ဂတိကယုံရတာမဟုတ်ဘူးတကယ်ပါဟဲ့နင်တို့900လုံးချီကိုငါမနိုင်ပါဘူးနင်တို့ကြပြီးထွက်ပြေးမလားလို့ပါကျုပ်ပါပြောဖူတာကတော့ခမရတို့ကိုယ်ပြန်တွေကနတ်စိမ့်တွေကိုပြူစားခိုင်းလို့ရတယ်တဲ့နော်ကျုပ်တို့ကြောက်တယ်ဗျဟဲ့နင်တို့ကလည်းပြူစားခိုင်းနေဆိုတဲ့နေရာမှာလူရေးလို့ရောလုံးလို့ပြောလို့မမရတာအစီရင်လေးပါလေတော့လုံးရတာပေါ့ဟဲ့ လှွတ်ပါငါကောင်ကြီးကျိနေပြီမဘိုတင်ငိုမဲမဲဖြစ်နေသောကိုေးပြန်ကိုတနာပင်လာတဲ့ထိုကြောင့်အလုံးကိုေးပြန်မိသားဤစပင်ကိုလွတ်လိုက်ကြတယ်ထိုအခါကိုေးပြန်သည်သူမ၏ရှုပ်ပွားသွားသောစပင်များကိုတတ်လိုက်ပြီးနင်တို့ကငါစပင်ကိုဘာလို့ဆွဲရတာလဲခမရပဲခမရရဲ့ပြောွက်ကစပင်ဆိုဟဲ့ငါပြောတာကငါရဲ့စပင်တွေကိုသူရသွားပြီးတံပြန်အစီရင်လုပ်ပြီးနိုင်နာကိုပြောတာနင်တို့လိုတေးအောင်ဆောင်ဆွဲနေရမဟုတ်ဘူး ဟာတိမာမတိပဲဗျာ။တွားကြတော့ငါလည်းကောင်းနေချိန်နေပြီ။ဘာကြောင့်ဝေးမှလည်းမလို့ချင်တော့ဘူး။စိတ်ပြက်လက်ပြက်ဖြစ်နေတော့ကိုယ်မအောင်မှန်ဖို့ချင်သည်ရေဘူးလေးကမ်းပေပြီ။ရေလေးတောက်လိုက်ပါလားအကြပြေသွားအောင်။ကိုယ်ပြန်မိထားသည်မှန်ဖို့ချင်ကို မကြည်မနဲ့ကြည်ပြီ။နင်ကအောက်လန်လေးမဟုတ်လား။နင့်ပညာကလည်းမသေးဘူး။ငါစပင်ကိုကန်လိုက်တာနဲ့ငါဘာပညာမှ ထုတ်လို့မရတော့ဘူးအဲဒါကြောင့်နင်တို့တက်တာသွားတဲ့မှတ်ပါ ထို့သောပြောပြီးကိုယ်ပြန်မိထားသည်မောင်ဘိုးထင်ကန်ပေးသောစစ်တုံးရေးဘူးလေးအာယူပြီးမော့တော့နေပါလိတော့တယ်။မောင်ဘိုးထင်တို့နေဝင်လူလူတွေပေပင်ရွာတို့ပြန်ရောက်လာကြတယ်။ထို့အခါမှသူတို့အလုံးသက်ပြင်းကိုစီချနိုင်ကြတော့တယ်။မိုးကြိုးဆက်တောင်ဝေးအစဲပြင်သူတို့ဤတောင်ဝေးအတူတခြားပူပါလာသေးတယ်။ဤတို့နှင့်ကြုံတွေ့ခဲ့ရသောဖြစ်ပျက်များကိုပြောလိုက်ရည်လိုက်နဲ့ပေပင်ရွာရှိဦးအောင်ဤအိမ်တို့ရောက်ရှိလာတယ်။ဦးအောင်ဒီတန်လျာတွင်မိကျော်ဤအပါနှင့်စကားပြောနေလေတယ်။ မမိုးတင်တို့ဝလာတီကိုမြင်သောအခါဦးအောင်သည်တန်လျာမှမတည့်ရလိုက်ပြီးကောင်းလေးရေအစဉ်ပြေခဲ့လားပြေပါရဲ့ဗျာရော့အဘမိုးကျိုးဆက်တာဝေးဟဲ့ကောင်မမခင်မေပြောတော့မိုးကျိုးဆက်တာဝေးကအစိမ်းပါအခုကကြက်ခိုးတိုက်ထားတဲ့ဝလုံးကြီးပါလားဟာတာရည်တီဦးအောင်ကိုတအန်တော်ကြည့်ရင်ဘာကြည့်အောင်ဘာပြောလိုက်တယ်မမခင်မေဟုတ်လားခိုးကားဖြင့်ဘာကြည့်သမီးရှိမဲဆိုဘာကြည့်သမီးလောက်တောင်မရှိဘူး ခေါ်ဖို့ဒူမကြီးတို့မြေးလေးတို့ဟဲ့ကောင်သူကငါထက်အသက်40လောက်ကြီးတယ်ဟာအိုးအသက်ကြီးကမှကြီးပဲမြင်နေရတာအမြင်မတော်ဘူးဘာလဲမောင်လေးအုံးနဲ့တယောက်ကအခုလာပြန်ပြီမမခင်မေရဲ့ဆန်းလေဆန်းမပေတူသည်မကြင်မနက်ပြောရင်၊ကွပြစ်တွင်ထိုင်နေတယ်။မမိုးထင်သည်ပေတူပြောတာကိုခေါင်းကြီးအတိမတ်ပြူလိုက်ရင်"သူတို့တောင်းအောင်ဇိုထန်းလာတော့ကွာ"ထဲမှတာဝေးအစ်စ်ကိုထုတ်ပေးလိုက်ပြီ။"ရော့ပါ၊ဒါကအစ်စ် အေးအေးမင်းတို့မနေ့ဖန်အလုပ်ရှိရဲ့မနာရတော့လားဟုတ်တယ်ဦးအောင်ရရွာလေးကိုတပြတခါတိုက်မိပါရဲခိုင်းနေတော့ပါပဲဟက်ကောင်ဖိုးထွေးမင်းမလုပ်ချင်ဘူးလားနေ့ရက်တော့နားဥမယ်ကြနားလေမင်းနားရင်မိကြော့လင်းရပြီသားမတ်ဖျားမိကြော့ဘာဖြစ်လို့လဲဘာဖြစ်ရမှာလဲသူ့ဘာငါလာပြောနေရတာကြီးတော့မင်းမိကြော့ကလင်းတယူနေလို့တဲ့သိပြီလား ဖိုထွေသည်ဦးအောင်ဤစကားကိုကြားသောအခါအံ့ဩသွားကချက်ချင်းအလုံးလုံးမြည်ဟုပြောနေသောကြောင့်ခဏအနာယူဖို့ကိုမောင်ဘိုးထင်တို့ချော်မော၍ပြောနေရပါလိတော့တယ်အောင်လန်ဘိုးထင်နဲ့မိုးကျွဆက်တာဝေးသည်ကဤများသောမကြမီအောင်လန်ဘိုးထင်နဲ့လင်တယူမီကျော်မြည်ရသောဝိထုဇလန်လေးကိုတင်ဆက်ပေးပါမယ်ရှင်။